ကမ္ဘာအကျန်းသားဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ Elon Musk, Mark Zuckerberg, Bill Gates, Steve Jobs နဲ့ Sam Altman တို့လိုဘီလီယံနာတွေကြားထဲမှာအသက်24နှစ်ရွယ်လူငယ်တယောက်ကလည်းဘီလီယံနာဖြစ်ခဲ့ရပါပြီ။ My name is Alexander Wang. I'm the CEO and founder of Scale AI. ဒီလိုဘီလီယံနာဖြစ်လာဖို့အတွက်သူဘယ်လိုစူးစမ်းခဲ့ရလဲ။ အသက်ငယ်ငယ်နဲ့စီးရိုဖြစ်လာတဲ့အခါမှာသူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကရောဘာတွေဖြစ်မလဲဆိုတာကိုကျွန်မနဲ့အတူတူဒီဗီဒီယိုထဲမှာဆက်ပြီးတော့မှကြည့်လိုက်ကြရအောင်ဒုတိယကမ္ဘာစစ်တွင်အတော်မစ်ဘုံတွေတီထွင်တဲ့တီပြင်းနယ်မှာပြီးခဲ့တဲ့1998ခုနှစ်တုန်းကကလေးလေးတယောက်မွေးဖွားလာခဲ့ပါတယ် သူရဲ့မိဘနှစ်ပါးစလုံးကတရုတ်နိုင်ငံကနေရွှေ့ပြောင်းနေထိုင်လာတဲ့သူတွေဖြစ်ပြီးတော့ Law and Most မြို့သားတက်ခွဲခန်းမှာအလုံးလုံးနေကြတဲ့ယူပါဗီရာပညာရှင်တွေပါဒီလိုမျိုးပညာတတ်မိဘနှစ်ပါးနဲ့သိပ္ပံပညာရှင်တွေပြည့်နှက်နေတဲ့ပတ်ဝန်းကျင်တခုမှာသူရဲ့ငယ်ဘဝကိုစတင်ခဲ့ရပါတယ် My mom from very young age taught me about math and physics and science သူကတာမန်ကလေးတယောက်တော့မဟုတ်ခဲ့ပါဘူး ကလေးပီပီဗီဒီယိုဂိမ်းတွေကိုစော့ခဲ့ပေးမယ်။သူ့အသက်9နှစ်ရွယ်မှာပဲကွန်ပျူတာကုတ်တွေကိုစပြီးတော့မှရင်းနေခဲ့တာပါ။ကလေးဘွားကလေးကသင်္ချာပု္ပ္ပာတွေကိုစိတ်ဝင်စားခဲ့တဲ့သူကတစ်ဖက်မှာလည်းတရောကိုလေ့ကျင့်ခဲ့ပါသေးတယ်။လက်တစ်ဖက်ကတရောကိုကိုင်နောက်လက်တစ်ဖက်ကကီးဘုတ်ကိုကိုင်ရင်းနဲ့သူကလေးဘွားကလေးကလှုပ်ချင်တာတွေကိုလှုပ်ခွင့်ရခဲ့ပါတယ်။ ဒါနဲ့သူ6တန်းကလေးရွယ်မှာအမျိုးသားတင်ချပြိုင်ပွဲကိုလည်းဝင်ပြိုင်ခဲ့ပါသေးတယ်အဲ့ဒီချိန်ကအတော်ဆုံးကလေးတယောက်ဖြစ်ချင်ခဲ့လို့မဟုတ်ဘဲနဲ့ပထမဆုံးက Disney World ကိုအလဲပတ်သွားခွင့်ရမယ်လက်မှတ်ကြောက်ပါပဲဒါပေမဲ့အဲ့ဒီပြိုင်ပွဲမှာတော့အနိုင်မရခဲ့ပေမဲ့သူရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မဲ့လမ်းကြောင်းကိုစပြီးတော့မှရောက်ခဲ့တဲ့အချိန်လို့လည်းပြောလို့ရပါတယ်ဒီလိုနဲ့အထက်တန်းကျောင်းသားဘွားကိုရောက်တဲ့အချိန်မှာတင်ချာနဲ့ကွန်ပျူတာကုတင်ပိုင်းမှာဆရာတစုလိုဖြစ်နေခဲ့ပါပြီတင်ချာအိုလံပစ်နဲ့အမေရိကန်ကုတင်အိုလံပစ်ပြိုင်ပွဲတွေမှာစုတစိတ်တွေကိုစုခွင့်ရင်းနဲ့ သူ့ရဲ့ဘဝခီလန်းကပြ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 နဲ့ဆက်သွားနေခဲ့ပါတယ်။ဒီလိုနဲ့သူသက်18နှစ်အထက်တန်းပြီးတဲ့အချိန်မှာပဲအမေရိကန်ရဲ့ဉာဏ်ကြီးရှင်တွေစုဝေးရာဆီလီကွန်ဗယ်လီကိုပြောင်းလာခဲ့ပါတော့တယ်။ဒီလိုပြောင်းလာရခြင်းရဲ့ရည်ရွယ်ချက်ကလည်း Adobe ဆိုတဲ့ software company တစ်ခုမှအလုပ်ရခဲ့လို့ပါပဲ။ဒီ company ကအသက်ငယ်တာကြီးတာကိုဂရုမစိုက်ဘဲနဲ့ coding ဘလောက်ကျွမ်းလဲဆိုတဲ့ပုံမှာပဲမူတည်ပြီးတော့မှအလုပ်ခန့်တာမို့လို့ one အတွက်ကတော့ရေကန်အသင့်ကြာအသင့်ပါပဲ။ ဆီလီကွန်ဗယ်လီဖြစ်တာနဲ့ညီအတော်ဆုံးလူတွေအတွက်နေရာမရှိတော့အက်ဒဘာကမ်ပဏီမှာလအနေငယ်လုပ်ပြီးသွားတာနဲ့ဂျူအန်ဒီကမ်ပဏီတစ်ခုဖြစ်တဲ့ကိုရာကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဘီယာဝယ်ဖို့အတွက်အသက်မပြည့်သေးခင်မှာပဲနီးပညာနယ်ပယ်ထဲမှာထိတ်သီးရောက်နေတာကတော့တကယ့်ကိုအားကျစရာပါပဲရှင်။ဒီနေ့ချိန်ထိနီးပညာနယ်ပယ်မှာကျွမ်းကျင်တဲ့ပုံကိုယ်တွေအားလုံးဒီပါက တက္ကသိုလ်ကိုဆက်မတက်တော့ဘဲနဲ့ကျောင်းထွက်ပြီးတော့မှသူတို့ဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ခဲ့တဲ့သူတွေအများများပါတယ်။ဘယ်ဂိတ်မက်ဆူဂါဘတ်စတီဗ်ဂျော်ရိုရဲ့ခြေရာကိုလိုင်းနင်းရဲတဲ့သူကတော့အလက်ဇန်ဒါဝမ်ပါပဲ။အသက်18နှစ်နဲ့ကမ္ဘာပေါ်မှာအကောင်ဆုံးဆိုတဲ့ MIT ကိုဝင်ခွင့်ရခဲ့ပြီးမြဲပထမနှစ်မှာတည်းမဲ့သူရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ဆိုပြီးတော့မှကျောင်းနာခဲ့ပါတယ်။ဒါဆိုသူရဲ့အိမ်မက်ကဘလောက်တောင်ထူးခြားနေလို့ကျောင်းကထွက်ရတဲ့အထိဖြစ်ရတယ်လို့မိသူတွေအတွက်ကတော့အဲ့ဒီအိမ်မက်ကြောင့်ပဲသူကဘီလီယံနာဖြစ်ခဲ့လို့ပါပဲ။ အသက်16နှစ်အရွယ်ကိုရာကုမ္ပဏီမှာအလုပ်ကျွဲလုပ်ခဲ့တဲ့လူစီကိုနဲ့ပေါင်းပြီးတော့မှ Scale AI ဆိုတဲ့ company ကိုစတင်တည်ထောင်ခဲ့ပါတယ်။ Scale AI ဆိုတာကအခုပေါ်လာတဲ့ AI တွေမှာအသုံးပြုဖို့လိုအပ်တဲ့ data အချက်လက်တွေကိုအမျိုးအစားခွဲပြီးတဲ့ company တစ်ခုပါပဲ။ဒီ company ရဲ့အလုပ်လုပ်ပုံက AI တွေရဲ့စဉ်းစားနိုင်စွမ်းကိုအမြင့်ဆုံးရအောင်လို့ data တွေကိုခွဲခြမ်းပေးတာပါ။နာလေလွေအောင်ဥပမာတစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်ရက်ွက်ဈေးတစ်ခုနဲ့ဥပမာပေးပြီးတော့မှရှင်းပြပါမယ်။မိတ်ဆွေကဒီဈေးထဲမှာဘာတွေရောင်းနေလဲ ဘယ်ဈေးတွေလဲဆိုတာကိုသိချင်တယ်။ဒါပေမဲ့အဲ့လိုတီးဖို့အတွက်ကဈေးတဲ့တယောက်ချင်းစီကိုလည်းလိုက်ပြီးတော့မှမမေးချင်ဘူးဆိုလို့ရှိရင်ကျမတို့က scale AI ကိုအသုံးပြုလို့ရပါတယ်။ဒီအရင်ရဲ့အလုတ်ကဈေးတန်းထဲမှာရှိတဲ့စိုင်တိုင်းကိုလိုက်မေးပြီးတော့ဟင်းရွက်အသီးနှံအသားငါးတွေရဲ့အားလုံးရဲ့ဈေးတွေကဘလောက်အရေးအတွက်ကဘလောက်ရှိတယ်ပြီးတော့ဘယ်နေရာကဈေးတွေကပို့ပြီးမှတက်တာတယ်စားတဲ့အချက်လက်တွေအားလုံးကိုစုပေါင်းပေးပြီးတော့မှမိတ်ဆွေကိုစရင်တစ်ခုလုပ်ပေးပါတယ် ီလိုနဲ့စကေးရံရပေးတဲ့အချက်လက်တွေကိုကြည့်ပြီးတော့မှကျမတို့ကကိုယ်နဲ့ကြိုက်တဲ့အသီးနှံတွေကိုစိတ်ကြိုက်ရွေးချယ်လို့ရတာပေါ့ဒီလိုမျိုးစကေးအိုင်က AI ကမ်နီတွေနဲ့ဂျာဂျာအချက်လက်တွေကြားမှာဆိုရင်ဂျာလူအနေနဲ့လုံနိုင်ပြီးတော့နီးပညာကမ်နီအများစုကသူနဲ့လက်တွေဖို့အဆုံးဖြတ်ကြလာပြီဒီထဲမှာဆိုရင် Microsoft Meta Open AI General Motor Toyota နဲ့နောက်ဆုံး Washington ကပင်တဂွန်စစ်ဌာနချုပ်တောင်ပါပါသေးတယ် ဒါနဲ့ဒီလိုမျိုး AI အကြောင်းတွေကိုပို့ပြီးတော့မှသိကျင်နေဆိုရင်တော့ကျမတို့ရွှေနှုတ် app ထဲမှာရှိတဲ့ဤပညာဆိုတာဖွံ့ဖြိုးတိုးတက်လေလေစီးပွားရေးအကျိုးမြတ်တက်လေလေဖြစ်ကြရဲ့နောက်မှာဆိုရင်ကောင်းကျိုးနဲ့ဆိုးကျိုးတွေရဲ့အကြောင်းကို ။တခြားလေးရှင်းပြပေးထားတဲ့ Human Capacity ပဲ။စိတ်ချယုံကြည်ရတဲ့ AI စနစ်တစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာအပါအဝင်ခေတ်သစ်စည်းဘွားရေးကို AI ကဘယ်လိုအထောက်အကူပြုလဲဆိုတာကိုသိရမယ့် Power and Prediction AI ဒီပညာက လူသားတွေလောက်အသိဉာဏ်ရှိလာပါမလား။ပြီးတော့ရှိလာမယ့်အနာဂတ်မှာဆိုရင် AI တွေကလူသားတွေပေါ်လွမ်းမိုးသွားမလား။စာရတွေကိုအသေးစိတ်ရှင်းပြထားတဲ့ Artificial and Intelligent စာရဲ့အနှစ်ချုပ်စာအုပ်တွေကိုသွားဖတ်ကြဖို့တော့ကိုတိုက်တွန်းချင်ပါတယ်။ ရွှေနှုတ် application ဆိုတာက နိုင်ငံတကာကကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါ အချိန်မရွေးနေရာမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်လာကြမလို့စာဖတ်ဖို့အချိန်မရှိတဲ့သူတွေကအခုပဲ Play Store နဲ့ App Store မှာ download ဆွဲပြီးတော့ဒီနေ့ကစပြီးတော့စာဖတ်ဖို့အတွက်ကိုတိုက်တွန်းလိုက်ပါတယ်ရှင်။ဆိုတော့ဗီဒီယိုလေးကိုပြန်ဆက်ရမယ်ဆိုရင် Alexander Wang က Scale AI ကြောင့်ပဲ ပြီးခဲ့တဲ့2020ခုနှစ်မှာကမ္ဘာအသက်အငယ်ဆုံးဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူဘီလီယံနာဖြစ်တဲ့အချိန်မှာသူ့အသက်က24နှစ်ပဲရှိနေသေးတာပါ။2024ခုနှစ်တုန်းကလည်း Scale AI Company ရဲ့တန်ဖိုးက73.8ဘီလီယံအထိကို ရောက်လာတဲ့အတွက်ကြောင့်မလို့ share ရ15ရာခိုင်နှုန်းနဲ့ CEO ဖြစ်တဲ့ WAM က American Dollar 2 Billion ဒီကိုချမ်းသာလာခဲ့တာပါ။သူရဲ့ company က Open AI, Uber နဲ့ Pentagon စစ်ဌာနစုတွေအတွက်သူတို့ရဲ့ data တွေကိုတေချာခွဲခြမ်းပေးတာကြောင့်မလို့ company ကြီးတွေအတွက်ကတော့အလုပ်တွေအများကြီးတတ်တာခဲ့ရပါတယ်။ဒါပေမဲ့ scale AI မှာလည်းပြဿနာပေါင်း16000ရှိနေပါသေးတယ်။ ဒီလိုပြဿနာတွေထဲမှာအလုံသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဂရုမစိုက်တာလောက်ခလာစာနေပါတာမပြောမစုံနဲ့အလုံထုတ်ခံရတာတွေအောင်ပါပါတယ်ပြီးတော့အသက်ငငယ်လေးနဲ့ကံမီတစ်ခုကိုဥဆောင်နိုင်မှုအတွက်ကလိုအပ်တဲ့ရည်ချင်းတွေရှိရလားဆိုပြီးတော့မှလည်း journalist တွေကဝေဖန်ကြပါသေးတယ်ဒီလိုမျိုးထုံးနှက်ချက်တွေရှိနေပေမဲ့လည်းသူရဲ့အောင်မြင်မှုကိုတော့မေ့ထားလို့မရပါဘူးဝမ်ကစကေးရင်ကံမီတစ်ခုရဲ့ဥဆောင်သူတယောက်တည်းမဟုတ်ဘဲနဲ့အနာခက် AI ကဘာကိုဥဆောင်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်။ Open AI ရဲ့ CEO Sam Altman နဲ့အခန်းပေါ်ဖြစ်ခဲ့မှု ူပြီးတော့ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိတဲ့အတွက်ကြောင့်မလို့ AI တွေရဲ့အနာဂတ်ကသူတို့ရဲ့လက်ထဲမှာရှိနေပါတယ်။သူထုတ်ထားတဲ့ Hawking ကလည်းတော်တော်လေးကိုမှထူးဆန်းနေတာမို့လို့သူပြောပုံအရဆိုရင်လာမယ့်2နှစ်ကနေ4နှစ်အတွင်းမှာ AI တွေရဲ့စွမ်းဆောင်ရည်ကလူတစ်ယောက်လုံနိုင်တာတွေအားလုံးထက်ကိုလုံနိုင်လာမယ်ဆိုပြီးတော့မှပြောပြထားပါသေးတယ်။ ABC American Born Chinese တယောက်ဖြစ်ပေမဲ့အခုလက်ရှိအမေရိကန်နဲ့တရုတ် AI စစ်ပွဲမှာလည်းသူကအမေရိကန်ဘက်ကနေပြီးတော့မှရပ်တည်နေပါတယ်။ America must win the AI war. And so ပြီးခဲ့တဲ့2024ခုနှစ်မှာတရုတ်နိုင်ငံကအမေရိကန်ရဲ့ AI နည်းပညာကိုမရှင်နိုင်သေးပေမဲ့ DeepSeek ထွက်လာပြီးနောက်ပိုင်းမှာပဲတရုတ်ရဲ့လုံနိုင်စွမ်းကိုတကမ္ဘာလုံးမျက်မြင်ကိုတွေ့နဲ့မြင်လာရပါတယ်။ WAM က DeepAI စစ်ပွဲမှာလည်းအမေရိကန်ကနိုင်ကိုနိုင်ရမယ်ဆိုပြီးတော့မှတောင်ကြုံဝါထားပါသေးတယ်။ နောက်ဆုံးဒီဗီဒီယိုကိုအနည်းချောရမယ်ဆိုရင်တော့ Alexander Wang ဆိုတဲ့ Law and Most ကတင်ချာဉာဏ်ကြီးရှင်တယောက်အဖြစ်ကနေအခုလက်ရှိမှာဆိုရင် AI ကဘာမှာဘယင်တယောက်ဖြစ်လာခဲ့ပါတယ်။သူက AI company တစ်ခုကိုတီထောင်နေသူတယောက်အနေနဲ့မဟုတ်ဘဲနဲ့ခေတ်တစ်ခုကိုပုံဖော်နေတဲ့လူသားတယောက်ပါ။အခုလက်ရှိ2025ခုနှစ်မှာဆိုရင်သူ့သက်က28နှစ်ပဲရှိသေးပေမဲ့ ဒါကသူ့အတွက်ခြေလှမ်းအစပဲဖြစ်ပါတယ်။ဒါဆိုရင်ရှေ့လာမယ့်အနာဂတ်မှာရောဝမ်တယောက်ဘာတွေလုပ်ပြသွားအောင်လဲဆိုတာကိုကျွန်တော်တို့တူတူစောင့်ကြည့်ကြရမှာပါ။ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာလည်းဒုတိယအလဲဇနဝမ်ဖြစ်လာနိုင်ဘူးလို့ဘယ်သူကပြောနိုင်မှာလဲ။အခုဆိုလို့ရှိရင် AI တွေကလူသားတွေအတွက်မရှိမဖြစ်လိုအပ်လာတော့မယ်ဆိုတာမျိုးကဖြစ်လာပါပြီ။ဒါဆိုရင်ကျွန်တော်တို့လူသားတွေအနေနဲ့ကရှေ့လာမယ့်နှစ်တွေမှာဆိုရင်အလုပ်တစ်ခုရဖို့အတွက် AI နဲ့ပတ်သက်ပြီးတော့မှ blue skill တွေရှိထားဖို့လို့လဲဆိုတာကိုအောက်က comment မှာဖြစ်သွားပေးလို့ရပါရှင်။ Shino app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Shino Facebook page မှာမေးမြန်းနိုင်ပါရှင်။